အကောင်းဆုံးခေါ်ယူမှုဖြစ်တယ်ဆိုတာကိုစုတစိတ်တင်တဲ့သက်သေပြနေတဲ့အန်ဘူမိုမန်ချက်စတာယူနိုက်တက်တင်ရဲ့နွေရာသီခေါ်ယူမှုတွေထဲမှာတော့အကောင်းဆုံးကစားသမားကဘရက်ဖို့ကနေပြောင်းရွှေ့လာတဲ့ Brian အန်ဘူမိုဖြစ်ပါတယ်။အန်ဘူမိုကပရီးမီးယားလိဂ်မှာကျန်လန်နေတာကြာပြီဖြစ်တဲ့အတွက်အခုလိုမျိုးမန်ချက်စတာယူနိုက်တက်အသင်းမှာအခြေချဖို့အချိန်အများကြီးမလိုအပ်ခဲ့ပါဘူး။တစ်ဖက်ကမန်ချက်စတာယူနိုက်တက်နီးပြအမိုရင်ကလည်းပရီးမီးယားလိဂ်အတွေ့အကြုံရှိပြီးသားကစားသမားတွေကိုပဲပြတ်မှတ်ထားခဲ့တာကြောင့်အန်ဘူမိုကိုခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။အန်ဘူမိုကသူ့ရဲ့စွမ်းဆောင်ရည်တွေကြောင့်မန်ချက်စတာယူနိုက်တက်အသင်းရဲ့မရှိမဖြစ်အရေးပါတဲ့ တဲ့ကစားသမားတယောက်ဖြစ်လာနေပါတယ်။လက်ရှိ Manchester United တင်းကအန်ဘူမိုအာမက်တိုရဲ့အတွက်ဖက်ကိုအတိကအားကိုပြီးတော့တိုက်စစ်ဆင်ကစားနေတာဖြစ်ပါတယ်။ဒီတော့ဒီကစားသမားနှစ်ယောက်သားခြေစွမ်းပြနိုင်မယ်ဆိုရင် Manchester United တင်းကရလက်ကောင်းတွေရလိမ့်ရှိပေမဲ့သူတို့ခြေစွမ်းပြောင်းရင်တော့ Manchester United တစ်သင်းလုံးလည်းရုန်းကန်နေရပါတော့တယ်။ မန်ချက်စတာယူနိုက်တက်တင်ဟာပရီးမီးယားလိဂ်မှာ၁၀ဝက်ကစားထားပြီး၅ဝက်နိုင်၂ပွဲတည်ရည်နဲ့၃ပွဲရှုံးနေထားပါတယ်။လက်ရှိရာသီမှာတော့ရမတ်အဖြစ်မန်ချက်စတာယူနိုက်တက်တင်က၁၈မတ်စုဆောင်းထားခဲ့ပြီးဖြစ်ပါတယ်။ဒီအချက်လက်ဟာပြီးခဲ့တဲ့ရာသီ၁၀ဝက်ကထက်ဆိုင်ရင်တော့မန်ချက်စတာယူနိုက်တက်တင်ကအမှတ်ပိုပြီးတော့စုဆောင်းလာနိုင်တာကိုတွေ့ရမှာပါနော်။ဒီလိုဖြစ်လာတဲ့အကြောင်းရင်းကလည်းတိုးတက်လာတဲ့မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်ပိုင်းအပြောင်းလဲကြောင့်လို့ဆိုကြပါတယ်ရှင်။ဒီတိုက်စစ်ပိုင်းမှာအန်ဘူမိုကအခရာကြတဲ့ကစားသမားတယောက်အဖြစ်အချက်လက်တွေနဲ့တက်တည်ပြနေပါတယ်။သူကပရီးမီးယားလိဂ်၁၀ က်ပွဲမှာ United အတွက်၅ဂိုးသွင်းယူပြီးတော့၉ဗန်ချင်းမှုတစ်ချိန်ပြုတ်လုထားနိုင်ခဲ့ပါတယ်။ ပြန်ပွဲဆောင်ချက်လက်နဲ့ပြောရရင်တော့အန်ဘူမိုက6ကိုသွင်းပြီး5ဘန်တိမှုတစ်ကြိမ်ပြုတ်လောက်ထားနိုင်တာကိုတွေ့ရပါတယ်။ဒီလိုအချက်လက်တွေဒီလိုစွမ်းဆောင်မှုတွေကြောင့်လဲ Brian Ambumo က Manchester United ကပေးရချင်းမြင့်နဲ့အတူပါလာအတွက်တလတာအကောင်းဆုံးကစားသမားစုကိုထိုက်ထိုက်တန်တန်ရရှိခဲ့တာပဲဖြစ်ပါတယ်။ Ambumo ရဲ့ခြေစွမ်းကောင်းမှုနာမည်ကျော်ကြားမှုတွေက Manchester ရဲ့ဝန်တစ်ခုတည်းမှာပဲရှိနေတာမဟုတ်ပါဘူးရှင်။ Ambumo ရဲ့ခြေစွမ်းကိုအတိအမှတ်ပြုတဲ့အနေနဲ့ Premier League ကပေးရတဲ့အတူပါလာအတွက်တလတာအကောင်းဆုံးကစားသမားစုကိုလဲ Ambumo ကသိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဘမို့အတွက်ဒီလိုအရာတွေကထိုးစက်နေမှာတော့မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့သူကပြီးခဲ့တဲ့ Bradford အသင်းမှာရှင်းစင်ကလေးကအခုလိုမျိုးခြေစွမ်းကိုတသမတ်ထဲပြသခဲ့ပူပါရယ်။လက်ရှိကျောင်းနံပါတ်16နဲ့ Manchester United အသင်းရဲ့အဓိကကစားသမားဖြစ်နေတဲ့အဘမို့က Liverpool နဲ့ပွဲစဉ်ကအတွင်းကိုကိုသူ့အတွက်အကောင်းဆုံးကိုတကိုဖြစ်ကြောင်းဝန်ခံခဲ့ပါရယ်။ဒါပေမဲ့သူ့အကြိုက်ဆုံးအတွင်းကိုကတော့ Brighton နဲ့ပွဲစဉ်ကနောက်ဆုံးမိနစ်မှာအတွင်းဝင်ခဲ့တဲ့ကိုဖြစ်ကြောင်းလဲအဘမို့ကပြောကြားခဲ့သေးပါရယ်။ အဘမို့အတွဲ United တို့ပေးချင်ရတဲ့တံမကလက်ရှိအချိန်ထိတော့တန်ရတန်ကြီးရနေတယ်လို့ဆိုရမှာပါနော်အဘမို့အနေနဲ့ Manchester United ကိုပေါင်တန်း90နီးပါးလောက်နဲ့ပြောင်းရွှေ့ခဲ့တာကြောင့်ဖိအားတွေရှိခဲ့ပါတယ်ဒါပေမဲ့လည်းအဲ့ဒီဖိအားတွေကိုအဘမို့ကအကောင်းဆုံးကြော်ဖြတ်ပြနေပြီးသူ့ရဲ့စွမ်းဆောင်ရည်တွေကိုတွင်းကိုရီနဲ့တက်တည်ပြနေခဲ့ပါတယ်ဒါကြောင့်လဲပရိသတ်တွေကအန်ဘူမိုးတို့တိုက်စစ်အစုအဖွဲ့ရောက်ရှိလာမှုကိုအတိအမှတ်ပြုပေးခဲ့ကြပါဗျ။ဒါပေမဲ့ United အတွက်စိုးရင်စရာချက်တစ်ချက်ကလည်းရှိနေသေးပါဗျ။ ။အဲ့ဒါကတော့လာမယ့်ဇန်နဝါရီလမှာအန်ဘူမိုကိုအာဖရိကဖလားပြိုင်ပွဲအတွက်အသင်းကနေဆင်လွှတ်ပေးရမှာဖြစ်ပါတယ်။ဒီတော့အန်ဘူမိုရဲ့နေရာကိုဘယ်သူအစားထိုးဝင်ကစားပေးမလဲဆိုတာကလည်းပြည်သူတွေအသိဉာဏ်ဆုံးမိကွန်းတစ်ခုဖြစ်နေပါတယ်။အဆုံးသတ်ရမယ်ဆိုရင်တော့အန်ဘူမိုတယောက် United မှာခြေစွမ်းပြနေပြီး Premier League ရဲ့အကောင်းဆုံးခေါ်ယူမှုကစားသမားတယောက်ဖြစ်လာမလားဆိုတာရာသီကုန်နဲ့အထိစောင့်ကြည့်သွားရတော့မှလည်းဖြစ်ပါရဲ့ရှင်။အဆုံးနေ့ကြည်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။